တနေ့လာနေပွဲသူအားလုံးမင်္ဂလာပါ2025 April 10ရက်နေ့ကနေခုနှစ်နှစ်တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ရည်မှန်းချက်တွေကိုအကောင့်ထည့်ဖို့ပြီးဘဝအောင်မြင်နိုင်တယ်။ခီးကိစ္စအစဉ်ပြေမယ်။အကြီးကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့ကျမ်းမာရေးကိုဆက်ရမယ်။မထင်မှာပဲခီးသွားနိုင်မယ်။ ခြံကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းနဲ့အောင်မြင်နိုင်မယ်။အရဝေးနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ့်နေထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလုံးအောင်မြင်မယ်။တရက်နေ့မှာခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာလေးတွေအဆင်ပြေမယ်။ကံကြမ္မာမြင်မှားခြင်းနဲ့တိုးတက်ခြင်းရှိမယ်။နေ့ရက်နေ့မှာဝေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်။မတော်တဆနေ့သတိထားရမယ်။ အရှိရကုတီသွားစံနေရှိတဲ့တေမနဲ့ခုနိုင်ခွဲနဲ့ခုနိုင်တွင်မှသတိထား၃ရက်နေ့မှာရံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှလိုရာပြည့်စုံမယ်အလွယ်ရာချင်းဖြစ်ခြင်းမရှိဘူးတိုက်ခန့်တဲ့ရံနဲ့ရှင်းပြီးလုပ်ရမယ်၄ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမယ်စလိုက်တဲ့ကိစ္စမှာများထူးထူးခြားခြားကောင်းနေမယ်၅ရက်နေ့မှာအချွေးမီဟောင်းတွေပြန်တောင်းခံလို့ရတယ်ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလို့ရတယ်ခီးကိစ္စအဆင်ပြေတယ် 6ရက်နေ့လက်ဖွင့်ကပ်ဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိမယ်။ရှင်မန်းသားဒီများဆောင်ရွက်၍ထူးချိုးပေးတယ်။ခုနှစ်ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တော်ကာလအတွင်းမှာဂျာသာပရင်းနေဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။တနေ့ကတွင်တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှိတဲ့ဂတိကောင်းနေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါလေ။နှစ်ခုကိုကနန်းနေချိုးပေးတယ် အစင်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြူဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧဘရလ10ရက်နေ့တကူလာရဲ့ပထမအဆုံးဆုံးအင်္ဂါနေ့အဲ့ဒီမနေ့9နိုင်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓတော်မှာဗဒောင်းညွန်ဆနေညွန်သွားရောက်တင်ပြီးတော့အလိုရှိရာဆန္ဒပြုပါဒါတနေ့မှတည့်ရက်တည့်ရက်မှမှအဲ့ဒီတမနေ့အဲ့ဒီချိန်မှာလို့ရေစူတောင်းပြည့်တယ် ချူကြတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့သုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလတရက်နေ့ရက်နေ့ခொနည်းနေ့တော်တွင်မှာကောင်းသောကံတွေရှိတဲ့ရန်တိုက်ခံနေတဲ့လေကြုံမယ်။သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်။ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးလောကနိုင်နေတဲ့ စာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတည်ထားမယ်။ဂျားဝင်တာဝန်ယူခြင်းအာမခံခြင်းမပြုရအောင်။သူများပြဿနာကိုပြဿနာဖြစ်ရန်တိုက်ခံနေတဲ့ဒေသတွေရတဲ့တဲ့ငွေကြေးပေးယူညှိပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေယူကိစ္စမှန်သမျှသတိနဲ့ဆောင်ရွက်ရမယ်။အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရတဲ့ကြီးစားပြဿနာတွေဖြစ်ကူးပြောင်းတတ်တဲ့ခရီးကိစ္စစီစဉ်လို့အောင်မြင်နိုင်တယ်။တရနေ့ကတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့ နေ့ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်အရှိရက်ကိုတည်သွားစရာနေ့ရှိတတ်တာသတိထားမယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြသတိထားသုံးရက်နေ့မှာရံပတိဘက်ကနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုပ်ကင်နိုင်တဲ့ကံအရာရာဆင်ပြောင်းဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေရှိလာမယ်၄ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ဝေကြီးကလုပ်ငန်းကဘဝကတိုးတက်မယ် စီးပွားကံထူးကောင်းမယ်မထင်မှန်ပဲကိုငွေကြေးဝင်လိမ့်မယ်၅ရက်နေ့မှာအတိုက်ခံအမတန်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့လိုက်တယ်၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုတည်းအမတန်ကောင်းတယ်လမ်းကြောင်းသေးနဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်ဆုံးဖြတ်ချက်မှန်လိမ့်မယ်ခုနှစ်ရက်နေ့မှာအကျွေးဟောင်းပြန်တောင်းလို့ရတယ်ခီးသွားလို့အဆင်ပြေမယ်သွားနေကြမှုတဲ့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာလိမ့်မယ်ဒီတပတ်တော်ကံလာအတော်တွင်မှာ ဇာသပတိနေဗုဒ္ဓဟူးနေသောကြနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငွေတွေကနေမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစေးရောက်ဖြစ်ရောမိခွန်းရောက်တော့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်နိုင်တယ်အင်္ဂါနေမွေးသူတွေအတွက်တကူးလာရဲ့ပထမဦးဆုံးအင်္ဂါနေဧဘရလ10ရက်နေ့မနေ့9နိုင်ချိန်မှာ ပဒေါညွတ်12ညွတ်ဖရာဇေဒီရဲ့ပုဒ္ဓတော်မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရဆန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချမှုကြပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်